ခင်ဗျာနေပြီးတော့မှလာပြီးဆစ်ဆောင်နေကြတာဗျနေပြီးတော့မှလာပြီးဆစ်ဆောင်နေကြတာအာနိုင်ငံဘက်ဒီအများအများကြီးအတိုင်းပဲအဲ့တော့ဟိုဘလို့တွေသူတို့ရွေးကောက်ပွဲဝင်ကြမလဲလူလူလက်ခံအောင်လာအောင်ဘလို့တွေပြောကြမလဲတော့ကျွန်တော်တို့နားမလဲဘူးကျွန်တော်နားမလဲဘူးတို့တော့လည်းပဲနိုင်ငံဘက်ဒီအားလုံးကနေပြီးတော့မှလာပြီးဆစ်ဆောင်နေကြတယ် အော်တို့ဘလို့တွေမဲဆွယ်မလဲတော့ကျွန်တော်နားမလဲဘောဗျာဒီနေ့ကတော့ပထမအဦးဆုံးပမောသတင်းနည်းနည်းနည်းလေး update လေးလုပ်ပေးခြင်း ਨੇ မနေ့ကမနေ့6နာရီလောက်ကနေမှတခါပြင်းပြင်းထန်ထန်စကစနဆက်တကိုပြမထိုးစစ်စင်လာတာဖြစ်တဲ့မနေ့ကတို့ကကျတော့တလရဲတွေကို ရှော့တိုက်ပုံးနဲ့ပြစ်မင်းဆိုပြမလက်နဲ့တင်တာကျေးဇူးတော်ကြောင့်ခလုတ်နှိမ်မာတော့အမ6កောင်ကမตาချက်ချင်းပေါ်သွားတယ်ပြီးတော့အမသတ်မှတ်မှုကတော့ မိုဟင်ကာဖြစ်ခါနေနေပြင်းပြင်းထန်ထန်တန်ရာရရှိတယ်ဆိုတဲ့သတင်းရရှိတာဖြစ်တယ်။ KIA ကိုတော့မပြစ်ဘူး။သူတို့ကသူတို့ပြစ်လို့ဖြစ်သွားတဲ့ပြဿနာ။ကျွန်တော်တို့တော်လိုင်းရဲတွေဘက်ကနဲ့ကြီးတရောက်မှမကုံပဲနဲ့သူတို့ရဲ့ short type ဘုံနဲ့သူတို့မတာပေါ်သွားတဲ့ကိစ္စတွေဘမော်ရဲ့လက်ရှိအခြေအနေတိုက်ပွဲပြင်းထန်နေတယ်ဆိုတဲ့အကြောင်းရှမ်းမြောင်းကိစ္စနဲ့ပတ်သက်ပြီးတော့အခုကျွန်တော်တို့ General Gumo ပြောသွားတဲ့ဥစ္စာကတော့ပြည်သူတွေရဲ့စံတကိုယူပြီးမှဒီရှမ်းမြောင်းကိစ္စကိုဖြေရှင်းမယ်ဆိုတဲ့ကိစ္စကိုပြောသွားတာဖြစ်တယ်။ TNLAD ရဲ့ပြောရေးဆိုခွင့်ရှိတဲ့လွေယူဦးကဗာပြောလေဆိုတော့ကျွန်တော် KIAD ဘက်ကနေမှလက်နက်နဲ့တာလာခဲ့တယ်ဆိုလို့ရှိရင်တော့သူတို့ဘက်ကနေတိုက်ဖို့အဆင်သင့်ပေါ့နော်အဲ့လိုမျိုးစကားလေတာနေထွက်လာတာဖြစ်တယ်တာဖုံးကျော်ပြောသွားတာကတော့စစ်ခွေးတွေစီမှာနေမြေတောင်းဆရာမလိုဘူးလို့ပြောပေမဲ့လည်းပဲပြီးတော့အခုတရင်ထွက်လာတဲ့ကိစ္စတစ်ခုကတော့ဒီခုံမင်းမှာသူတို့နေမြေတောင်းတော့စစ်ခွေးတွေကပြောလိုက်တယ် KIA နဲ့ PDF တွေနဲ့လုံးဝမဆက်ဆံဖို့ဆိုပြီးမှပြောလိုက်တယ်လို့သတင်းပြန်ထွက်လာတာဖြစ်တယ်ဆိုတော့ဒီဥစ္စာတွေအမှန်နဲ့မှန်တာတော့မသိဘူးဒါပေမဲ့လက်တွေ့ကတော့ KIAD ကိုခုမင်းမှအစည်းအဝေးပြီးတဲ့အချိန်မှာဖြစ်လာတဲ့ပြဿနာတွေအလုံးကတော့မန်ကန်နေဆိုတဲ့အကြောင်းကတော့ဖြစ်ဖြစ်ချင်းထုတ်ဖော်လာတာဖြစ်တယ်ဆိုတော့ဒီသူတို့ကဒီလိုမျိုးကျတော့ KIA နဲ့ PDF တွေကို သူတို့အဆက်အသွယ်မပြတ်ဘူးဆိုလို့ရှင်တော့ပိုပိုမအထိနာသွားမယ်ပလောင်ဆိုတာဟာတမိုင်းမှာပဲကြံရစ်သွားဖို့ဖြစ်လာဖို့အကြောင်းဖန်လာတဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်တို့ KIA ကိုဒီလိုလုပ်တယ်ဆိုတာပဲကျွန်တော်တို့ကအဲ့လိုပဲခံယူထားတယ်เนาะဒါကတော့ကျွန်တော်ရဲ့ကချင်ပြည်နယ်တည်င်းပြီးရင်နောက်တစ်ခုကတော့ မနေ့ကတော့အမျိုးသမီးနဲ့ဆိုတဲ့အခါမှာ KNDF အမျိုးသမီးရဲပေါ်ဒီကိုဂုံပြုတ်လွားအနေနဲ့မတ်လရှိရဲ့နဲ့မှာကြာရောက်ခဲ့တဲ့အပီပီဆိုင်ရာအမျိုးသမီးနဲ့မှာကရင်နေအမျိုးသားများကကွယ်ရဲတပ် KNDF ရဲ့ကန္ဓာတီတီမှာတာဝန်ထမ်းဆောင်နေတဲ့အမျိုးသမီးရဲပေါ်ဒီကိုကျေးဇူးတင်တဲ့အနေနဲ့အမျိုးသမီးများကိုကျေးဇူးတင်ဂုံပြုတ်ကြောင်းကို KNDF ကနေမှဂုံပြုတ်စာလွှာထုတ်ပြန်ခဲ့တာဖြစ်တဲ့ အရန်ကျေစုတင်တယ်ဒါမျိုးအမျိုးသမီးတွေကိုကျေစုတင်တတ်တဲ့ KNDF ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအားလုံးကိုအကျေစုတင်တယ်ဥပမာနဲ့ပြောမယ်ဆိုလို့ရှင် အသားငါးတွေဟာဘလောက်ပဲဈေးကြီးနေနေ အဆာဗလာမကောင်းရင်ဒီအသားငါဟင်းဆိုတာဟာဟင်းကောင်းဟင်းတမေတဖြစ်မလားဘူးနော်ဒါပေမဲ့လူရီရပြောတာကဘာလဲဆိုဘာဟင်းချက်တယ်ကြက်သားဟင်းချက်တယ်မေးသားဟင်းချက်တယ်ငါဟင်းချက်တယ်ဘောနော်ဘသူကမှကြွအဲ့ငါဟင်းချက်ထားတယ်အဲ့ငါထဲမှာဘာပါတယ်ဘာပါတယ်လို့ဘသူမှမပြောဘူးဟင်းပြောတာကတော့အသားဖြစ်တယ်နော်ငါဟင်းဆိုလို့ရှိရင်ငါဟင်းပြောတယ်ဒါပေမဲ့အဓိကငါဟင်းဒီကြက်သားဟင်းတွေမေးသားဟင်းတွေကိုကောင်းစေတဲ့အရာကအဆာဗလာဖြစ်တယ်အဲ့ထဲမှာထဲ့တယ် asablaha ောင်းမှဒီဟင်သမီးကိုကောင်းစေတယ်လို့ပဲဒီနဲ့အမျိုးသမီးတွေဟာဖြစ်လူသမျိုးအတွက်ပဲဖြစ်ဖြစ် community တစ်ခုအတွက်ပဲဖြစ်ဖြစ်အိမ်ထောင်တစ်ခုအတွက်ဖြစ်ဖြစ်ဖြစ်ကောင်းမွန်တဲ့အိမ်ထောင်တစ်ခုဖြစ်လာဖို့ရန်အတွက်အမျိုးသမီးအရင်မှတမ်းအရေးကြီးတာဖြစ်တယ်အခုကျမတို့ရဲ့လက်တွေ့အတော်လန်ရဲအဲထဲမှာလည်းပဲတော်လန်ရဲဒီတနစ်တခြားအောင်မြင်လာဖို့ရန်အတွက်နောက်ကနေထောက်ပံ့ပေးတဲ့အမျိုးသမီးတွေဟာအရင်မှအရေးကြီးတာဖြစ်တယ်ရှေ့သားမှာလက်နဲ့ကင်ပြေးမှတိုက်တည်ဖြစ်စေမတိုက်တည်ဖြစ်စေသူတို့ကိုချစ်ပေးတဲ့သူသူတို့ ကို hint ပေး hint ချက်ပေးတဲ့သူတွေသူတို့ရဲ့ထောက်ပို့ပေးတဲ့သူတွေဟာအင်မတမရေးကြီးတာဖြစ်တယ်အခု KNDF ကနေမှအဲ KNDF ထဲမှာပါဝင်တဲ့အမျိုးသမီးတွေကိုဒီလိုမျိုးဂုံပြုတ်လွာပေးတတ်တဲ့စိတ်သက်ကိုကျမကနေမှအထူးပဲကျေးဇူးတင်တယ်။အရန်ပဲဂုံယူတယ်ဆိုတဲ့အကြောင်းလည်းပထမအဦးဆုံးပြောချင်တာဖြစ်တယ်။ပြီးလို့ရှိရင်တပြိုင်တည်းမှာပဲတရက်နောက်ကျသွားပေမဲ့ကဘာပေါ်မှာရှိတဲ့အထူးတစ်ဖြင့်ကျမတို့တော်လရဲမှာပါဝင်နေတဲ့အမျိုးသမီးတွေကျမတို့သူရဲကောင်းတွေကိုမွေးထုတ်ပေးတဲ့မြစ်ခင်တွေ ေအားလုံးပြီလို့ရှိရင်တော်လန်ရဲထဲမှာအပက်ပက်ကနေပါဝင်နေတဲ့မြို့သမီးအားလုံးကိုဒီကနေမှအလေးပြုဂုံပြုတယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်။နောက်သတင်းသဘုတ်အတူအနေနဲ့ကတော့ပကိုးတိုင်းဝေါ်မြို့နယ်ရန်ကုန်နဲ့မော်လမြိုင်အဝေးပြေးလက်မှတ်ပေါ်မှာတရှိတဲ့ဒီစစ်ခွေးတွေရဲ့ X-ray gate ကို မတ်လ၈ရက်နေ့မနက်၃နာရီလောက်မှာကျွတ်တော်တော်လာရဲတွေဘက်ကနေမှတရခွနဲ့မမဒုံးကြီးနဲ့၃ခါပြစ်ခဲ့တယ်ဆိုတဲ့အကြောင်းတော့အခုဗီဒီယိုတွေလည်းအများကြီးထွက်ပေါ်လာတာဖြစ်တဲ့ဆိုတော့ဘလောက်ထိမှန်တယ်မထိမှန်ဘူးဆိုတာထက်ကျွတ်တော့ကနေမှလုံနိုင်တယ်ဆိုတာကတော့အရန်ကုန်ယူစရာကောင်းတာဖြစ်တယ်ဆိုတော့ဒီနေ့ကျွတ်တော့တော်လာရဲတွေဘက်ကတော့ဘလောက်ထိသူတို့ဘက်ကနေမှခင့်မြင်တဲ့ drone တွေပဲကင်နေနေသူတို့ရဲ့တိုးတက်တဲ့နီးပညာတွေကင်ပြေးမှတော်တယ်ဆိုတာဟာကျွတ်တော့တော်လာရဲတွေအိတ်တလောက်ပဲရှိတယ်နော် ဆိုတော့အခုကျွန်တော်တို့နောက်သတင်းတပုတ်အနေနဲ့ကတော့ကျွန်တော်တို့ဗီဒီယိုလေးအရင်နားထောင်ကြည့်ရအောင်နော်ခီးသွားကားပေါ်မှာခီးတယ်ဆယ်ယောက်လောက်ပါလာတယ်။အဲဒီကားကပုံမှန်တိုင်းမောင်းလာတယ်။မုံရမန္တလေးကားလမ်းတိုင်းမြင်းမှုဘက်ကိုမောင်းလာတယ်။ကျွန်တော်၆မြို့နယ်တဲ့အရောက်တနေရာမှာအဲဒီခီးသွားကားကိုကြော်ပြီးတော့စစ်တပ်ကားတစ်စီးရလဲသုံးကားနဲ့ခီးသွားကားနဲ့မရှိမနှောင်းလေးဖြစ်သွားပုံများစစ်တပ်ကားကိုဓားပြတ်တိုက်ခိုက်ဖို့အတွက်၆ဦးပြည်တဲ့ဘွဲအတကုံကြိုးစားပြီးတော့အတကုံပြစ်တဲ့ပုံပေါ်တယ်။အဲ့ဒီမှာပြစ်လိုက်တာက စစ်တပ်ကလည်းထိခိုက်သွားတယ်လို့မဆိုင်မဲ့ခီးစနစ်ကမှသွားထိတယ်။ခီးစနစ်ကမှကြီးစံရည်ဆိုတော့ပေါ်လို့ရနေတာပဲ။ဒါပေမဲ့ BBC ကဘယ်လိုရေးလဲဆိုတော့လူ20ကျော်ပါတဲ့ခီးစနစ်တင်က6ဦးတိုက်ပွဲမှာလူသားတိုင်းဘယ်လိုလောက်ခံခဲ့ရသလဲတဲ့ဆိုပြီးတော့အဲ့ဒါအကြောင်းအရာကိုပဲဒီ6ဦးမှာဖြစ်တဲ့တိုက်ပွဲတစ်ခုလို့ BBC က၄ကောင်လောက်ဖော်ပြတယ်။အဲ့ဒီဖြစ်တဲ့နေ့မတ်လ၄ရက်ပြီးတော့မတ်လ9ရက်နေ့မှာတစ်ချိန်6ရက်နေ့မှာတစ်ချိန်ခု9ရက်နေ့မှာတစ်ချိန်ခု10ရက်နေ့မှာတစ်ချိန်တောက်လျှောက်ဖော်ပြတယ်။ဘာလို့လဲဆိုတော့ဒီဖြစ်ခတ်မှုနဲ့ပတ်သက်လို့ရှိရင်စစ်တပ်လုထတာပါလို့ကိုသူကဇောင်းကိုတမင်ပေးပြီးခေါ်ပြတယ်။တကယ်တမ်းကျတော့ BBC အောက်မှာ comment တွေလာပေးကြတယ်။ဘယ်လိုပေးလဲဆိုတော့ မှန်လွန်ကားရဲ့နောက်မှာစစ်ကား၂စီးကလိုက်လာတယ်အဲ့ဒီမှာကားသမားကစစ်ကား၂စီးကိုကြောတက်ခိုင်းပြီးတော့နောက်ကနေဖြည်းဖြည်းမောင်းလိုက်လာတယ်မှန်လွန်ကား၈ပေ150လောက်ရောက်မှာစစ်ကား၂စီးရောက်လို့ရောက်တော့စစ်ကား၂စီးကိုဝိုင်းပြကြတယ်အဲ့ဒီမှာကားသမားရက်ပြီးကားပေါ်မှာအကုန်ဝင့်နေကြတယ်ပြစ်တဲ့ကောင်တွေကမှန်လွန်ကားကစစ်ကားနဲ့အတူတူပဲဆိုပြီးတော့စစ်သားတွေပါလာတယ်ဆိုပြီးတော့အကုန်လုံးကိုဝိုင်းပြစ်လိုက်တယ်အဲ့ဒီမှာကားသမားကအတင်းတကားဖွင့်ပြီးဆင်းခိုင်းပြီးတော့တားမိနေရောက်ကအရင်ဆင်းလိုက်တော့အဲ့ဒီနေရာကိုမှန်သွားတယ်အဲ့ဒါမန်တရားတဲ့ live မှာပြတ်နေတဲ့ PDF ဒီအောင်ပွဲခံနေတဲ့ဗီဒီယိုပြန်ကြည့်ပါတဲ့အခြားသတင်းတွေမှာရှောက်ပြောနေတဲ့ စစ်တပ်ကစစ်တပ်လေးကြီးနဲ့ပြစ်လို့ထိတာပါတို့တပ်ကနေပြီးတော့ဟိုအယောင်ဆောင်ပြီးလူသားတိုင်းလို့လို့တေးတာပါတို့မျိုးစုံအဲ့တဲ့ရင်ကိုလှက်ပတ်ပြီးကြီးတာစစ်တပ်ကလုတ်တယ်လို့မပေါ်ပေါ်အောင်လှက်ပတ်ကြီးတယ်ဒါပေမဲ့ဒီမှာတေချာပြောရလို့အဲ့လိုပြောတာနော်ပြန်ကြည့်ပါတဲ့စစ်တပ်ဘက်ကစစ်တပ်လေးကြီးနဲ့အပေါ်ကပြစ်တယ်ဆိုရင်တို့တွေအခုလိုအောင်မဲ့ခံတဲ့အချိန်မှာဘာလို့မပြစ်တာလဲတဲ့ပြောချင်တာကဒီကောက်မှာစစ်သားတွေပါလာတယ်လို့သူကယူဆပြီးတော့တက်ထည့်လိုက်တဲ့သဘောစစ်ကစစ်ကတက်တက်သွားတာခီးတဲ့ကျင်နာခီးတဲ့ကျင်နာသွားတယောက်ကဘာမှန်းလဲဆို BBC ရောက်မှာလူ၂၀လောက်ပဲရှိတဲ့ ကားကိုစစ်သားပါတယ်ဆိုပြီးပြစ်တာစစ်သားတယောက်မှမသေးပဲနှစ်နှစ်သားသုံးနှစ်သားအရွယ်ကလေးတယောက်နဲ့အသက်30ရမိခင်တည်သွားတယ်ဆိုတာကစဉ်းစားကြရပဲတဲ့နော် BBC ရေးတဲ့ခိုင်းတယ်သူကတည်သွားပါပြီနော်တဲ့တရားမျှတမှုဆိုတာမီဒီယာတွေကပေါ်ဆောင်ပေးရမှာပါတဲ့စစ်တပ်ကိုမုံတိုင်းသတင်းတွေလိမ်ပြီးတင်ပြနေတာရှက်စရာပါပဲအောက်ကဆဲတယ်တချို့ဆဲတယ် BBC လိုကမ္ဘာစင်မီဒီယာကစောင့်စစ်မရှိတာကျွန်တော်ရှက်ဖို့ကောင်းတယ်ပေါ့ဗျာဘက်လိုက်မတင်ပါနဲ့မင်းစစ်တပ်မကောင်းရင်စစ်တပ်မကောင်းတဲ့သူပြီးတယ်မကောင်းပြီးတော့မင်းတင်ရမှာမဟုတ်ဘူးလားဆိုတာမျိုးတွေမှန်းကြတာစုံနေတာပဲဗီဒီယိုဖိုင်တက်လာတဲ့အချိန်မှာစစ်ကားဟိုးပါမှာဟိုးအဝေးမှာ ပြောရပေး200 150နေရာလောက်မှာအကွာမှာစစ်ကားတွေ့တယ်။ဘုံပြစ်ပြောနေချင်မှာနော်။ခီးတဲ့ကားပေါ်မှာလည်းပြစ်ထတာကြီးစံရာကြီးကိုပေါ်လို့ရနေတာ။ပြီးတော့ဆက်တဲ့လီလေးပြကြီးဆိုရင်အဲ့ဒီကောင်တွေအဲ့လိုပျော်ပွဲအဝဲခံနေလို့မရဘူး။ BBC ကနောက်တစ်ခုမှကြာဘလို့ရေးလဲဆိုတော့အဲ့ဒီထဲမှာရှိတဲ့အမျိုးသမီးတယောက်ကပြောတယ်ပေါ့။အဲ့ကားပေါ်မှာပါတဲ့အမျိုးသမီးတယောက်ကပြောပါတယ်လို့ပြောပြီးတော့ဘလို့ပြောပါတယ်လို့ပြောပြီးတော့ဟုတ်လားမဟုတ်လားမသိဘူးနော်။အဲ့ထဲမှာပါတဲ့အမျိုးသမီးတယောက်ပါလို့ BBC ကပြောတာ။အဲ့ထဲမှာတကယ်ပါလားမပါလားဆိုတော့ BBC မှာထောက်ထားဘာမှမရှိဘူး။ဒါပေမဲ့ဘာပြောလဲဆိုတော့အဲ့အမျိုးသမီးတယောက်ပြောတာအဲ့ဒါစစ်တပ်ကလူတွေရတဲ့အဲ့ဒီကားပေါ်ကကားသမားတို့တနက်နဲ့ခေါင်းချိန်ပြီးတော့ရအောင်သူတို့ ဒီခီကိုဖြတ်ခိုင်းမောင်းခိုင်းလို့သူတို့အတင်းမောင်းရတာဆိုတော့ပြောတယ်ပြောချင်တာကတော့ဒီကိစ္စမှာ PDF တွေလုတ်တယ်ဆိုတဲ့သတင်းခီးသတင်းကောက်ပါပြီးလည်းပြစ်လိုက်လို့ခလေးလေးတွေပါတေးသွားတယ်မိခင်မှာတေးသွားတယ်ဆိုတဲ့သတင်းကပေါ်လို့ရလာပြီးတော့ဗီဒီယိုပိုင်းတက်လိုက်တဲ့ခါမှာဝိုင်းပြီးတော့ဖုံးဖိပေးဖို့ကြိုးစားတဲ့နီလန်တစ်ခုဖြစ်နေ BB0 ကတော့ဝိုင်းလုတ်သွားတယ်လို့ကျွန်တော်ယူဆတယ်ကျွန်တော်ပို့ရင်ပြောပါမယ် BBC ကသတင်းတောက်တယ်တကယ်မျိုးမစစ်ကောင်းဘူးတိုင်းပြည်မှာစစ်တပ်ကိုမုံတီးရေးဆိုတဲ့ခေါင်းစဉ်တစ်ခုကလွဲ၍ကြံတဲ့ကိစ္စမှန်တယ်မဟုတ်တာမှန်တယ်အကုန်လျှောက်လို့ စစ်တပ်မုံနီရေးဝါရတယ်သူကရေးချင်တာရေးလို့ရပါတယ်ဒါပေမဲ့အမှန်တရားကိုမျက်ကွယ်ပြူတာကတော့တော်တော်ကိုမတ်ရိုင်းစုပ်ပယ်တယ်လို့ခေါ်တယ် BBC ကတင်တော့ကျွန်တော်သာအစိုးရဆိုရင်ကျွန်တော်သာအခုဒီပြည်ချာရေးဝန်ကြီးဖြစ်ဖြစ်နိုင်ငံတိုင်းဝန်ကြီးဖြစ်ဖြစ်ကျွန်တော်သာအစိုးရပြည်ထရေးဝန်ကြီးဖြစ်ဖြစ်ဖြစ် Foreign Correspondent Club ဆိုရှိတယ်မြန်မာပြည်မှာ BBC တင်တော့တကောင်းမှကျွန်တော်မြန်မာပြည်ဝန်ကုန်မပေးခိုင်းတော့မပေးခိုင်းတော့အဲ့ဒီကောင်ပြည်ထောင်မှရှိတယ်ကောင်ဝိုင်ဆိုင်ကိုသိမ်းလိုက်တယ်လောက်ကလင်ကကြစ်ကြပြီးတော့ရေးနေတဲ့သတင်းဌာနအတိုင်းပြည်ကိုအော်အော်တောင်းတင်းဖြစ်ပြီးတော့လူတွေကိုမဟုတ်တဲ့သတင်းတွေရှောက်ရေးနေတဲ့သတင်းဌာနကသတင်းတောက်တွေကိုပြည်တွင်းမှာလေပတ်ခွင့်ပေးထားတာကိုလည်းခမည်းတော်လည်းမယူတာဘလက်စ်ဘလုတ်လိုက် အဲ့ကောင်တွေကိုလုံလိုက်ပါလို့ဆိုအရှိတရားကိုမဖော်ပြဘဲနဲ့စစ်တပ်ကိုလူတွေမမုန်းမုန်းအောင်လို့တမင်ကိုဇောက်ပေးပြီးတော့ဖော်ပြပြီးတော့ဒီဘက်က PDF တွေလောက်ရကိုဖုံးကွယ်ကိုကျူသားတာဘလောက်ကလင်ကြီးကြီးကြလဲဆိုတော့ခင်ဗျားစဉ်းစားကြည့်နာမည်ရွတ်ပြလို့ရသေးတယ်ဒါပေမဲ့ကျွန်တော်မရွတ်ပြတော့ဘူးဒီနေ့ဒီကောင်တွေယွန်လို့ဘဇက်ကနေနာမည်မထွက်ချင်တော့ BBC စနောက်တကယ်အောက်တန်းသားကလေးကလေးတွေဖြစ်ကုန်တာလားကျွန်တော်နားကုန်နေတော့ပတ်ဆက်ရရင်ဖိမခံတော့လို့လာမယ် ABC စနောက်တွေကအခုဒီဗီဒီယိုကိုကျွန်တော် မရှင်းပြခင်မှာနောက်ဗီဒီယိုတပုတ်ကိုထပ်ပြင်မှနားထောင်ကြည့်ရအောင်ကားရတန်းစီရထားတော့အဲကျမတို့ကားဆရာလည်းသူတန်းစီမယ်လို့တော့ကားကိုအဲ့ကားရှေ့လာခဲ့ရှေ့လာခဲ့နဲ့တင်းခေါ်တော့ကားကားသမားကကြောက်တော့ရှေ့မောင်းတာပေါ့ဒီရှေ့မောင်းတဲ့အချိန်မှာအိမ်မှာဟွာရီတက်လာတာစသားရီတက်လာတာစနှစ်ယောက်လောက်ပေါ့ကားကိုစသားတော့နင်းနေ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 ဆိုကျမတို့လည်းအိမ်မှာနေနေလေးနေကြတာနေနေလေးနေပြီးတော့ရှေ့ဆက်ပြီးတော့မောင်းခိုင်းတာဒီဘက်ခိုင်းနေဆိုတော့ကျမတို့ကအတင်းကိုအဲကားထဲတွေ ိုးကြငုံညာអော်ကြပေါ့အဲ့ဒီကြောင်းဆန်လို့ပေါ့ကားထဲမှာလဲကဘာပြက်တဲ့အတိုင်းပဲခွေးရရောပဲချိန်ဆင်းသွားတယ်ပြဒီခေါ်လာပြီးတော့ဆန်းနေလိုက်လာပြီးခေါ်လာပြီးတော့အပေါ်ကနေဟိုနာယူဝက်လောက်ပြစ်နေကြသေးတယ်ကျမတို့ကအနာပြစ်ပြီးပြစ်ပြီးကျမတို့ကငုံညာတာငုံပြီးတော့သူတို့ကအဲ့အပေါ်ကားပေါ်နေပြစ်ပြီးမှနာယူဝက်တက်တာလောက်ပြစ်ပြီးမှဆင်းသွားခဏနေတော့မှအေး PDF လေးတွေကလာပြီးတော့အမားတို့ပြည်သူတွေရှိလားပြည်သူတွေရှိလားစင်းရဲစင်းရဲလို့ပြောလို့မဟုတ်အဲ့ဒါကျမတို့ဘလုံးမှမစင်းရဲဘူးအဲ့ပေါ်ကနေ သေးရတော့အဲတော့ကနေတွဲပြီးတော့အကုန်ချိပိုးပြီးချတာအကုန်အဲ့ဒီမိုးချရင်းနဲ့တို့ရအောင်ပြေးကြတာပေါ့ညီမတို့ကလည်းပြေးနေရင်းကိုအပေါ်ကနေတဝီဝီနဲ့ဖြောင်းနေရတာဟိုဘက်ကတ်ဝေးရဒီဘက်ကတ်ဝေးရနဲ့အိုက်နမ်းပါတယ်အဲ့ကလေးလေးနဲ့ပါလာတဲ့သားမိလေးပေါ့အဲ့လောက်ပဲညီမတို့ကသိပြီသူသူနဲ့ညီမတို့လည်းလူကြီးလည်းအလိုအမှုထူကိုကလည်းနည်းနည်းမမဟွာဒဏ်ကရတာတွေရောသူရထွက်တော့ကြောက်လန့်ပြီးတော့အဲ့ရှိပဲသူနဲ့သူဆက်လိုက်သွားတာပေါ့အဲ့ရွေးမှာကြတော့အဲ့ဘောကပြစ်တဲ့အခါမျိုးတွေကြတော့ ဟိုအန်ရကင်းကဝဲဝဲဝဲဆိုသူတို့ပြောတဲ့အတိုင်းလေကျွန်မတို့လည်းသူသူရနဲ့ဘေးလေးတွေဝှက်ရတာကတ်ရတာပေါ့ကျွန်တော်တို့ဒီလောက်ပါလို့မီဒီယာအမေးလေအမှန်တိုင်းသာဖြေပြလိုက်ပါနော်ဘောမကျော်မျိုးမင်းကတော့ BBC ကိုလည်းအတကုံဆေးထားတယ်အခုသူကပြောတယ် စစ်ခွေးတွေကိုမုံလို့ရပေမဲ့လည်းမမမကန်တဲ့ဥစ္စာပြည်သူလူထုဒီကနေမှစစ်ခွေးတွေကိုမုံအောင်ဒီလိုမျိုးရဲတယ်လို့ပြောတယ်ပြည်သူလူထုဆိုတဲ့ဒီနေ့ကျမတို့တော်လံရဲတွေကစစ်ခွေးတွေကိုမုံတာကဒီနေ့မှမဟုတ်ဘူးလွန်ခဲ့တဲ့90လောက်ကလေးကမုံလာခဲ့တာဒီ27မှာမှကျမတို့ကပောက်ကွဲလာခဲ့တာဖြစ်တယ်ကျမတို့တိုင်းရင်သား9မျိုးကတော့လွန်ခဲ့တဲ့90လောက်ကလေးကမုံပြီးမှလက်တွေ့ ဒေါ်လာခဲ့တာဖြစ်တဲ့27ဒေါ်လာရဲမှာကြတော့ကျတော့မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသား၈မျိုးကနေမှအမုံတရားတွေပောက်ကွဲပြီးမှဒီနေ့ကျတော့လက်တွေ့လောက်လာနေတာဒီနေ့ BBC ဘက်ကနေမှစစ်ခွေးတွေကိုမုံအောင်ပဲလုပ်လို့စစ်ခွေးတွေကိုချစ်အောင်ပဲလုပ်လို့ BBC ဒီရဲ့သတင်းပေါ်မှာကျတော့ဒေါ်လာရဲတွေကမူတည်နေတာမဟုတ်ဘူးကျော်မျိုးမင်းပြောသွားတာက အရက်သားတွေစီးတဲ့ကားကိုစစ်ခွေးတွေကားကနေမှကြော်သွားတယ်လို့ပြောတယ်ကြော်သွားမှနောက်ကကားတော့ဖိဖိလိုက်တယ်လို့ပြောတာဖိဖိလိုက်တယ်မလိုက်ဘူးဆိုတော့ဘသူမှလည်းသူ့ကိုမရှင်းပြထားဘူးပြီးရင်သူ့ကိုယ်တိုင်လည်းမြင်တာမဟုတ်ဘူးသူ့ထင်တဲ့အတိုင်းကိုသူပြောပြနေတာဖြစ်တယ်အဲ့ဘတ်စ်ကားကတော့ဖိဖိချင်းသွားတဲ့အခါမှာကျော်တို့တော်လာရဲတွေဘက်ကနေမှပြစ်တယ်အခုအဲ့ကားနဲ့စစ်ခွေးတွေကားကတော့ပေတရာကြော်กว่าတယ်လို့ပြောတာပေတရာကြော်ပဲกว่ากว่าဘလောက်ပဲกว่ากว่าအခုကျမတို့ဒီဗီဒီယိုဒီကိုကြည့်မိတဲ့သူတွေလည်းရှိမယ်မကြည့် ိသေးတဲ့သူလည်းရှိမယ်။ကြီးမိသေးသူလည်းအခုမြင်လိုက်မယ်။ကျတော့တော်လာရဲတွေကဘယ်ဘက်ကိုပြစ်တာလဲ။လေကွင်းဘက်ကိုတဲ့ပြီးမှအတကုံပြစ်နေတာ။ကားဘက်ကိုသူတို့ကစကားပြောနေတာ။ပြစ်တာဒီလေကွင်းဘက်ကိုပြစ်တာဖြစ်တယ်။ comments ရေးတဲ့သူတွေကလည်း BBC တွေကနေမှလိန်ညာတယ်။ဒီဥစ္စာကစစ်ခွေးတွေကိုမောင်းအောင်လုပ်တယ်လို့ပြောတာ။ဒါတွေကိုနားထောင်ခြင်းအပြင်ဒီ comments ကဘသူရေးတယ်လဲ။ လူရဲသလားခွေးရဲသလားဆိုတာတော့ကျွန်တော်တိတိတာတာသိနိုင်တာဖြစ်တယ်ဒါကသူ့ဖန်တဲ့သူလောင်းတာတကယ်လို့ဒါသူကစစ်ခွေးရဲ့နေရာတနေရာမှာတာရတယ်ဆိုလို့ရှင် DBBC တွေကိုမြန်မာနိုင်ငံကိုမုံခိုင်းဖို့ blacklist ထဲမှာထည့်မယ်လို့ပြောတာမြန်မာနိုင်ငံကိုဝန်နိုင်ချင်းမဝန်နိုင်ချင်းထက်အခုဒီနေ့မြန်မာနိုင်ငံမှာရှိတဲ့သူတွေရဲ့ပို့တဲ့တရင်တောင်မှအခုတရင်ဌာနကလူတွေလွတ်လွတ်တောင်မကုန်ဘူး BBC ဒီမလို့တာမြန်မာနိုင်ငံထဲကိုဝန်ပြမတရင်သွားထောက်တာတကယ်ဆိုလို့ရှင်ထောက်ရှားတောင်းမလို့ဘူးတရင်တွေဆိုပလူကိုပြန်နေတာပြေလို့ရှင်သူတို့ကတာတရင်မယူနိုင်တာဒီနေ့ကျမတို့ပြည်သူရှိတဲ့နေရာမှာတော်လန်ရဲရှိတယ်တော်လန်ရဲရှိတဲ့နေရာမှာတရင်ရှိတယ်ဘာကြောင့်လဲဆိုတော့တော်လန်ရဲဒီတိုင်းဟာတရင်ထောက်တွေဖြစ်တယ် ပီတူဒီတိုင်းဟာသတင်းထောက်တွေဖြစ်တယ်ပီတူဒီအပြင်သတင်းရနိုင်တယ်လို့တော်လာရဲဒီဘက်ကနေမှသတင်းရနိုင်တယ်သူတို့ဘက်ကတာလီနေနေပြည်တော်မှာပိတ်မိနေတဲ့အတွက်ကြောင့်နေပြည်တော်ကနေဘဲမှမထွက်နိုင်တဲ့အကြောင်းဒီနေ့ကျွန်တော်တို့ရဲ့သတင်းတွေကိုသူတို့အပြန်အလန်လန်ဖတ်နေတာဖြစ်တယ်လွန်ခဲ့တဲ့သတင်းထဲမှာဘောမာကျော်မျိုးမြင့်ပါပြောလဲဆိုလို့ရှိရင်တနေ့ကိုကျွန်တော်တို့တော်လာရဲဒီရဲ့သတင်းဌာနပေါင်း၄၀ကျော်ကိုတနေ့ကို မနဲ့တခါနဲ့လေတခါညတခါဖတ်တယ်လို့ပြောတယ်ဆိုတော့ဒီဥစ္စာတွေကို तू ဖတ်တယ်ပြီးလို့ရှိရင်ဥပမာတည်င်းဌာနတစ်ခုလောက်သူညီတယ်ဆိုလို့ရှိရင်ဒါကိုမန်ကန်တယ်ဆိုမှသူတို့ကခံယူပြီးမှထောက်ခံတယ်တည်င်းဌာန30မကျော်ပဲနဲ့နှစ်ခုသုံးခု